အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကျဆယ်မှာအသက်60ကျော်ဦးလေးကိုရုပ်ရှင်ခေါ်ရိုက်ပြီးတော့အမှုပညာကြီးမပေးလိုက်တဲ့မင်းနာကိုထုတ်ပြောလာတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံးတက်ပြကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ Okay ိုင်ငံကျော်မင်းသားလေလှုပ်လိုက်တဲ့အချိုးပါမိုက်ပါကဲဒါကတော့ကျွန်တော်ပြောစရာလေးပြောစရာကိစ္စလေးတစ်ခုရှိလို့ပေါ့နော်ဘာလဲဆိုတော့တခြားမဟုတ်ဘူးဗျာခုနေ့ကကျွန်တော်တင်နန်းကတင်နန်းသားတယောက်ပေါ့နော်တင်နန်းကသူတယောက်ဖြစ်သွားတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးအာဆက်ဆက်ပြီးတော့ကျွန်တော်ပြောချင်တာရှိလို့ပေါ့နော်ဆိုတော့ကျွန်တော်ပြောမယ်ဆိုရင်တော့အပိုင်းကနှစ်ပိုင်းလောက်ပဲပြောရမှာပေါ့နော်အိုးရင်တော့က ဒီရုပ်ရှင်တရုတ်ဆောင်လုပ်ငန်းဒီအမှုပညာလုပ်ငန်းတွေဝင်ရတဲ့အနေအထားနဲ့အခုအမှုပညာလုပ်ငန်းတွေဝင်ရတဲ့အနေအထားရဲ့ပြီးတော့အာဒီအမှုပညာလုပ်ငန်းတွေကအရင်ကတော့ပုံစံနဲ့အခုပုံစံနဲ့မတူတော့ဘူးဗျာဆိုတော့နှစ်ပိုင်းခွဲပြောရင်တော့ပိုရှည်သွားလိမ့်မယ်အဲ့တော့ကျွန်တော်လုံးပြီးတော့ပြောလိုက်တော့မယ်အကုန်လုံးကိုလုံးတုပ်ပြောမယ်ပေါ့နော်လုံးတုပ်ပြောမယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကနာမည်ကြီးမင်းသားတယောက်ပေါ့နော်အာထားပါတော့ဗျာနာမည်ကြီးမင်းသားတယောက်ပေါ့ပြောသူပြောလိုက်ရင်အကုန်လုံးသိပါလေတော်မျိုးပေါ့အကုန်လုံးသိတဲ့မင်းသားတယောက်ကကျွန်တော်တင်တန်းကလေးလေးတယောက်ပေါ့နော်တက်60တော့ လေးလေးတယောက်ကိုခေါ်ပြီးရိုက်တယ်ဗီဒီယိုကောင်းတဲ့သူပဲခေါ်တာသူပဲခေါ်ပြီးရိုက်တာပေါ့နော်ခေါ်ပြီးရိုက်တော့ဘာဖြစ်လဲဆိုတော့စပြီးခေါ်တဲ့ကဒီဘက်ကလည်းအတွေ့အကြုံမရှိအာပြောမယ်ဆိုရင်တော့တင်တဲ့အတွေ့အကြုံကျွန်တော်တင်တဲ့မှာလုပ်ပေးတဲ့အတွေ့အကြုံရယ်ကျွန်တော် MRT4 ရိုက်ကူးရေးလွှတ်ထားတဲ့အတွေ့အကြုံရယ်ရှိတော့ရှိတာပေါ့ဗျာပြောမယ်ဆိုရင်အနုပညာတက်ကတနည်းတော့မပြည့်သေးဘူးလေဆိုတော့ तू ကဒီအလုံလန်းလုံစင်လို့ तू မသိဘူးအဲ့တော့ तू ကအနုပညာကြီးရမှာလားမရမှာလား तू မသိဘူးလက်ခံလိုက်တယ်ကြိုင်းမယ်ချက်ချင်းပဲဒီနေ့ပြောမနေ့ပြန်သွားရိုက်ပေါ့နော်တောက်ဆက်မှာသွားရိုက်ရမှာ တော့ဘာဖြစ်လဲဆိုတော့ကြောက်စိလေးရောက်လေးရောက်ရိုက်တာပေါ့ရိုက်တော့တနေကုန်ရိုက်တယ်။ဒန်လောက်တော့ပြောဝါရွင့်အမှုပညာရှင်ကြီးတွေလည်းအခုပေးဒီမနေ့ရောက်အခုပေးတဲ့ဒန်လောက်ဒီမနေ့ရောက်ဒီမနေ့ပေးတဲ့ဒန်လောက်အကုန်လုံးအဆင်ပြေအောင်အလုပ်ပြောဖို့ဆိုတာမလွယ်ဘူးဗျာ။ဘယ်တရုပ်ဆောင်မဆိုဘာဖြစ်လို့ပြတ်သွားလဲဆိုတော့ဒန်လောက်တွေအများကြီးအများကြီးပေးတာ၃ဆင့်ရရတယ်။အဲ့၃ဆင့်တနေကုန်လိုပဲဒန်လောက်တွေအများကြီးပေးတဲ့ဟာကိုသူပြောလို့ပြောလို့ပြောကစူးစမ်းပြီးတော့ဒန်နဲ့နည်းနည်းတော့ထင်ကုန်ဖြစ်တာပေါ့။လုံးဝတုံးဆောင်လို့မရအောင်ထင်ကုန်ဖြစ်တာတော့မဟုတ်ဘူးနော်။ အဲအနည်းချက်ကိုကျွန်တော်ပြောရမယ်ဘာဖြစ်လဲဆိုတော့အဲ့မင်းသားကအာစိတ်ပြတ်တယ်လို့ဘာလို့လို့ပေါ့ဗျာပြီးတော့ကျွန်တော်တင်တန်းလေးကိုအထင်မကြီးဘူးဗျာကျွန်တော်ပြောချင်တာတင်တန်းလေးကိုအထင်မကြီးလို့ရတယ်ငါနဲ့နည်းနည်းတော့စဉ်းစားပါဗျာနှစ်ကိုစင်တဲ့ချီဖြတ်တန်းလာတဲ့သူနဲ့အခုမှလာသားပဲရှိသေးတယ်ตุ๋นเนี่ยအတွေ့အတွေ့အကြုံနဲ့နှစ်ဆယ်နဲ့ချီဖြတ်တန်းလာတယ်အတွေ့အကြုံရှင်းလို့မရဘူးလေခပြောင်းလို့လို့အားရမှာတော့ဟုတ်တယ်မလားအဲ့တော့အဲ့မင်းသားဘာကြောင့်လဲတော့မသိဘူးဒါနဲ့စကော်တွေကလည်း ကျွန်တော်သူ့အကျင့်သိပြီးသားပါသူလူပညာရှင်ရှင်းမှုအစီအစဉ်မရှိဘူးဆိုတော့ဒါမျိုးကျွန်တော်စီကလူတွေအရင်တော့ကသူနဲ့ပတ်သက်ပြီးသွားမယ်ဆိုရင်ကျွန်တော်ကကြိုပြီးပြောခိုင်းတယ်လူပညာရှင်ရမှာလားမရမှာလားပြောချင်တာကလုံးတော့ပြောမယ်ဆိုရင်ကိုအရင်တော့ကပြောဆောင်လုပ်တယ်အမှုပညာရှင်ရဖို့ဆိုတာကဟဲ့ကွန်ကွန်ချင်းအမှုပညာရှင်ရဖို့ဆိုတာဆူတောင်းမလွယ်ဘူးဒါပေမဲ့အခုမတူတော့ဘူးအချိန်လေးတွေအချိန်ခါတွေပြောင်းလဲလာပြီထိုက်တဲ့အမှုပညာရှင်ရှင်းမြင်ရမယ်လေအခုတော့အဲ့လိုမဟုတ်ဘူး ဘာမပြောညာမပြောနဲ့တရုတ်ဆောင်အဲအဲ့ဒီရှူတင်လဲပြီးလဲပြီးတော့တိမ့်တယ်တိမ့်ပြီးတော့နှုတ်တော်လုံးမဆက်ဘူးကျွန်တော်ပြောတာကမပြီးနိုင်ရင်မပြီးနိုင်ဘူးရှင်းရင်းပြောကျင့်နဲ့အောင်ပြောစကားပြောကောင်းရင်ဒီမြန်တော့အလက်ထရစီလို့ရတယ်ဆိုပြီးစာလို့လေးအောင်ရှိပါတယ်ဗျာအဲ့တော့ကျွန်တော်ပြောချင်တာကအဲ့လိုလဲဘာမှမပြောဘဲနဲ့ပလေနှုတ်တော်လုံးမဆက်ဘူးကျေးဇူးတင်စကားလည်းမပြောဘူးပတ်စံလည်းမပေးဘူးဒီတိုင်းပြန်လွတ်လိုက်တယ်ပြီးတော့မင်းသားကိုယ်တိုင်ချိတ်တဲ့တရုတ်ဆောင်ဆိုတော့ဂျာရီမန်နေဂျာကလည်းဝင်ပြောလို့မရတော့ဘူးလေဘာလို့စမမအောင်မပြီးတာပြီးတော့ အဲ့တွားရိုက်တဲ့နီးလေးကလည်းအသက်60ကျော်ပြီမန္တလေးကနေ60ကိုဆိုင်ကင်နဲ့သွားရတယ်သူ့မှာလည်းခါနာယောဂါရှိတယ်ပြန်လာတော့နာကျင်တော့ဗျာဝေဒနာဖြစ်တော့ဗျာအဲ့တော့အခုမဖြစ်ခဲ့လို့ဖြစ်ခင်ဘယ်လိုလုပ်မလို့ကျွန်တော်ပြောနေတာကကျွန်တော်တို့အလူပညာသမားအချင်းချင်းတံမိုးထားပါမှအဒီအတိုင်းဝိုင်းနဲ့ဆက်ဆက်ပြီးတော့ဒီလူကအော်ဒီအတိုင်းဝိုင်းကဒီလိုရှိပါလားအလူပညာအတိုင်းဝိုင်းကဒီလိုပါလားဆိုပြီးတော့ကျွန်တော်တို့ကစင်မွားစင်မွားတယောက်နဲ့တယောက်တံမိုးထားကြမယ်ဒီလောကကိုမျက်နှူးလာမယ်ချစ်ခင်လာမယ်တွေ့တာလာမယ်လှုပ်ချင်စိတ်ရှိတဲ့လူတွေများလာမယ်အဲ့လိုဖြစ်ရမှာလေအခုဟာက တခါဆက်ဆံဟိုတော့လဲဟာမင်းတို့မြို့ပြန်လောကကြီးရတယ်ဒီလိုကြီးလားဟုတ်တယ်အဲ့လိုကြီးပဲအရင်တော့အရင်တော့တော်တော်များအဲ့လိုကြီးပဲဒါနဲ့အခုအဲ့လိုမဟုတ်တော့ဘူးအဲ့လိုမလုပ်ကြပါနဲ့အမှုပြန်ကြီးချင်းညပါကျွန်တော်မင်္ဂလာမိုးရှင်းကလူဖြစ်လို့ကျွန်တော်အဲ့လိုပြောတာမဟုတ်ဘူးခေါ်ရရင်တံမိုးထားပါခင်ဗျာပတ်စံမပေးနိုင်ဘူးကွမပေးနိုင်ဘူးပြောပြပြလေးလေးပြောတံမိုးထားပြီးပြောအခုကအဖတ်တော်မလုပ်ဘူးဗျာရှူတင်လည်းပြီးပြီးပြီးရောဟိုအထုတ်တော်အဲ့လူလေးကမသိရသေးဘူးမင်းနာမရှိကျွန်တော်လူတွေ level ကိုကျွန်တော်သိတယ်လုံးဝသုံးလို့မရအောင်တင်းဆောင်ထားတာမဟုတ်ဘူး အဲ့ဘဲကမပေးခြင်းလို့ညက်တာเนาะမြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားပဲမလုပ်သင့်ဘူးဗျာအဲ့လိုတွေလုပ်တော့ဘာဖြစ်လဲဆိုတော့လူပညာလောကကိုတဆင့်စကားတဆင့်နာနဲ့ထင်သေးတာပေါ့တမိုးမထားဘူးပေါ့အားလုံးနဲ့တည်တဲ့နောက်တည်ပါလေအမှုပညာလောကမချောမှုဘူးဆိုတာဟုတ်တယ်မှန်တယ်အရင်ကအာလွန်ခဲ့တဲ့ဆယ်စုနှစ်အခုကျော်နှစ်ခုကျော်ကနုပညာလို့နုပညာလောကတွေဝင်လာတဲ့လူတွေအကုန်လုံးကပတ်စံရဒီနေ့ရိုက်ဒီနေ့ပတ်စံရဖို့ဆိုတော့ခဏမမျောလင်းနဲ့နှစ်ပေါင်းများစွာလုပ်ပြီးမှရတာ ပြီးတော့အနှိမ်ခံနေတယ်အပြောခံနေတယ်အဆိုခံနေတယ်အဲ့ဒါမှကျွန်တော်တို့ကငွေဆိုတော့မြင်လာတာဒါပေမဲ့ကျွန်တော်ပြောချင်တာကလေအခုကမီဒီယာခေတ်ရောက်နေပြီကိုဖုန်းတစ်လုံးရှိုံနဲ့ production တစ်ခုကိုထောင်လို့ရနေတဲ့အချိန်ကြီးမှာကျွန်တော်ဒီရုပ်ရှင်ကိုချစ်ပြီးတော့ဝင်လုပ်နေတဲ့သူတွေကိုတံပိုးထားပေးပါဒီအမှုပညာကိုချစ်ပြီးဒီရိုက်ကွင်းပေါ်ကိုတက်လာတဲ့သူတွေကိုတံပိုးထားပေးပါနောက်လုံချင်းသိရှိအောင်အမှုပညာကြီးလေးချီးမြှင့်ပါဒါမှမဟုတ်လေတင့်တော်လေးလေးစားမှုလေးပေးပါ ဒါမှကျွန်တော်တို့ကအဆင်ပြေပါလေလုပ်ချင်စရှိတဲ့သူတွေများလာပါလေအခုတော့အဲ့လိုမဟုတ်ဘူးကျေးဇူးတင်စကားတော့မပြောဘဲနဲ့ပတ်စံမပေးဘဲပြန်လွှတ်လိုက်တယ်ပြီးတော့ဖုန်းဆက်တော့လေဖုန်းမကင်ဘူးကဲထားပါတော့ဖုန်းကင်ခြင်းမကင်ခြင်းရတာသူကင်ခြင်းလည်းရတယ်မကင်ခြင်းလည်းရတယ်ကိစ္စမရှိဘူးဒါပေမဲ့ခွေးအဲ့လိုမလုပ်ပါနဲ့နော်ခုနေက60မှာရိုက်သွားတာခွေးအဲ့လိုလုပ်တော့မကောင်းဘူးပေါ့ဗျာဒါကျွန်တော်မန္တလေးဘူရှင်ကလူဖြစ်လို့ပြောတာမဟုတ်ဘူးနော်ညာအဲ့လိုပတ်စံမပေးခြင်းဘူးညာအဲ့လိုတံမိုးလည်းမထားခြင်းဘူးကျေးဇူးတင်စကားလည်းမပြောခြင်းဘူးဆိုရင်အရန်ဖိုးရိုက်ခြင်းနဲ့ရက်ွက်ထဲမှာအဲ့လို တော့ကြီးကသူတွေခေါ်ရိုက်ပြာတရန်ရိုက်ရှင်နေတဲ့လူတွေသူတို့ကပတ်စံလည်းမမှတ်မဟုတ်ဘူးဒီကျွန်တော်လူတွေကလည်းပတ်စံမမှတ်လို့ပြောတာမဟုတ်ဘူးခင်ဗျားလောက်ွားတဲ့ပုံစံကမဟုတ်လို့ပြောပြတာเนาะမမှိုက်ဘူးဗျာအဲ့တော့အာကျွန်တော်လူတွေနဲ့ထလက်တွဲလုပ်ဖို့ကျွန်တော်တို့နဲ့လက်တွဲလုပ်ဖို့ခင်ဗျားစီကအဲ့လိုရိုက်ဖို့ကြီးချုပ်လာရင်ကျုပ်ကတော့ sorry ပဲနော်ခုလည်း sorry ပဲ Okay နိုင်ငံလိုမင်းသားလောက်လိုက်တဲ့အချိုးပါမမှိုက်ပါဘူး